အလုံးပဲမင်္ဂလာပါ အခုပြောပြရှင်တာကတော့မလ28ရက်နေ့မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းကလင်တန်းကြောင့်မြန်မာနိုင်ငံမှာအသက်အိုးအိမ်စီးဆိုင်တွေပျက်စီးဆုံးရှုံးသွားခဲ့ရပေမဲ့ငလင်တန်းကြောင့်ကန်ထူးသွားတဲ့ရွာကလေးတရွာရှိပါတယ်အဲ့ဒီရွာကတော့ဘေးရွာလဲဆိုတာကြည်လိုက်အောင်ပါအဲ့ဒီရွာလေးကတော့ချမ်းပြည်နယ်တောင်ပိုင်းအထူးဒေသ6 မောက်မယ်မြို့နယ်အရှိဘက်အစွန်မှာတည်ရှိတဲ့ပိုးတိုင်းရင်းသားများနေထိုင်တဲ့ပုံစုပ်ရွာလေးပဲဖြစ်ပါတယ်။ငလင်တန်ကြောင့်သူတို့ရွာဘာကန်ထူးသွားလဲဆိုတာတော့ပူပြင်းတဲ့နွေရာသီအလယ်မှာရေရှားပါမှုနဲ့ကြုံတွေ့နေရတဲ့ရွာကလေးအတွက်အေးမြတဲ့ရှောင်းရီထွက်မှုကို ပိုင်ဆိုင်သွားလို့ပဲဖြစ်ပါတယ်။နွေရာသီရောက်တိုင်းသူတို့ရွာကလေးကရေရှားပါမှုနဲ့နှစ်စဉ်ကြုံတွေ့နေရတာဖြစ်တာကြောင့် မမျော်လင့်ပဲအခုလိုຫນွေရာတီခေါင်ခေါင်ကြီးထဲမှာအေးမြတဲ့ရှောင်းရထွက်ပေးလို့ရွာသားတွေကအံ့ဩပြီးတော့ပျော်ရွှင်နေကြပါတယ်ဒီဗီဒီယိုထဲမှာကရှောင်းရထွက်တာနဲ့ပတ်သက်ပြီးဝမ်ပန်းတတာရွာသားတယောက်ကပြောပြနေတာပဲဖြစ်ပါတယ်ဘွေလန်ကန်နန်လေးမှာဘုံကလည်းချမ်းတော့အဲခွာကတဲ့တူထောလောင်တော့ကျွန်တော်တထန်းတော့တတိကိုကိုတော့ချီနာထန်းလို့အော် ต่บอกว่ามาฝ่าจะถีบทันเริ่มแต่นีซ้อนที่แต่สี่เต้านะมะเออเอาลือกกาเตอร์เวบุนชราโตกยองปงจกกุโสกรรมปรามีกรรมตอมบุยสังคาที่กุโสกรรมปรามีกรรมตอมนีซ้อนที่รับราเดซาข่าวอยู่ ตะกามูโกคุณนางที่กาวขึ้นยับดาเวบุนชราโตป่วยตอกตาขี้เนาเนาแต่งขาเตอร์ชราตะกากุโสกรรมเจนาจ้ามากองแต่งขาดนีซ้อนที่เนาอายุเลยเจนาจ้าเตอร์ 呃，去看他点哈拉产的泥呢，往那去塞，你上去那去乱来。都表表多的，经常表演人，李强个，本手越那个，李大看可，那暖枪皮皮了嘛，越大队莫亚的来老婆，阿他亚的枪皮的将，李强个莫亚的外遇的亚皮了，诺亚的要人也看多的，李阿强的细皮说的将。 အခုငလျင်လောက်တော့မှရေတွေပြန်ထွက်လာတဲ့အကြောင်းငလျင်မလောက်ခင်ကပဲပုံစုပ်ရွာဆရာတော်ပြန်လွန်တော်မူသွားတဲ့အကြောင်းရွာသားတွေကဆရာတော်ပွဲအတွက်ရေအခက်အခဲကိုစိတ်ပူနေတဲ့အကြောင်းအခုလိုရေထွက်တော့ဆရာတော်ပွဲအတွက်ရေကိစ္စစိတ်အေးရပြီဆိုတဲ့အကြောင်းအခုလိုရေထွက်တာဆရာတော်ရဲ့ကုသကံပါရမီကံကြောင့်လားမသိဘူးဆိုတဲ့အကြောင်း ခုလိုအေးမြတဲ့ရေ ထွက်လာတာကဒီဒေတာအတွက်အေးမြမှုကိုစောင့်ကြည့်ပေးသလိုမြန်မာတနင်္ဂနွေလုံးအတွက်လည်းအေးချမ်းမှုတွေစောင့်ကြည့်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတဲ့အကြောင်းပြောပြပေးသွားတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့မလင်တန်ကြောင့်ရေကန်ထူးသွားတဲ့ရွာကလေးတရွာအကြောင်းပဲဖြစ်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံလည်းတဘဝဘေးနဲ့ကပ်မျိုးစုံဘေးမှ အမြန်ဆုံးလွတ်မြောက် ငြိမ်းချမ်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။မဟာပစာရှိ